လေမျက်နှာမြို့နယ်ထဲကပန်တော်ကြီးကျေးရွာကို AA နဲ့ PDF တွေကတိမ့်ပိုက်ပြီးနောက်စစ်တပ်ကလေကြောင်းနဲ့လက်နက်ကြီးတွေနေတိုင်းပစ်ခတ်နေတယ်လို့ဒေသခံတွေကပြောပါရယ်စစ်ရေးတင်းမာနေစေ AR တိုင်းဘက်ကအခြေအနေတွေကိုစိုးသူအောင်ကသတင်းပေးပို့ထားပါရယ်ရှင် AR တန်းတာကြီးလေးမျက်နှာမျိုးနဲ့ပတ်သိမ်မွန်ရွာလမ်းမကြီးဘေးကရက်မှာရှိတဲ့ပန်တော်ကြီးကြီးရွာမှာဧပြီ18ရက်လောက်ကစလို့တိုက်ပွဲတွေစဖြစ်ခဲ့တာပါ အဲ့ဒီတိုက်ပွဲမှာအသေဆုံးတဲ့ဒဏ်ရာရသူတွေများခဲ့တဲ့စစ်ကောင်စီတပ်တွေကစီဆုံကုန်းရွာနဲ့ဇီးပြုတ်ကုန်းရွာရင်းနာအထိကိုတတ်ဆုပ်သွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အနည်းကတခါတည်းထိုးဆက်စင်နေထိုးဆက်စင်ပြီးတော့ဘန်တော်ကြီးအထိုင်မှာရှားရတဲ့အဲ့ဒီအမြတ်တော်ကိုသူတိတ်နေတယ်။အမြတ်တော်ကိုတိတ်ပြီးတော့အမှအမြောက်မလက်နဲ့မျက်လက်တော်သူတို့တိတ်ယူသွားပြီးတော့နောက်ကြောင့်ပြန်ဆုပ်သွားလို့ကြားတယ်။အဲ့ရောအနည်းကစားပြီးတော့လားသူတို့ဟိုကားလည်းထိုးဆက်မစင်တော့ဘဲနဲ့ဆိုတက်ကလည်းပြန်မလာဘူး။အဲ့အဲ့ရောဘုံမပြည့်တယ်ပေါ့။ တော့ဤတိုက်ပွဲဖြစ်ပြီးကြတယ်ဗျဒါတို့ထင်ရထင်ရနေရာတွေကိုလိုက်ပြီးပုံကျဲ့နေတော့လင်းနဲ့အေးနဲ့ဗီဒီယိုတက်တီကရွာထဲမှာတက်ဆွဲနေရယူတာမရှိပါနဲ့ပန်းတော်ကြီးကြေးရအပါအဝင်အရင်တိုက်ပွဲဖြစ်ခဲ့ဘူးတဲ့တုံတော်ရွာဝင်းကျင်နေဘက်ကလည်းလက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှုတွေပြုလုပ်နေတာပါဒါအပြင်တတ်ဆုတ်သွားတဲ့စစ်တပ်ကနီးစပ်ရကြေးရတွေမှာခုခံစစ်ပြင်နေတာကြောင့် စစ်ရေးဆက်လက်အသင်းမှနေပြီးအချိန်မရွေးတိုက်ပွဲပြန်ဖြစ်လာနိုင်တယ်လို့ဒေသခံတွေကပြောနေကြပါတယ်ကျွန်တော်အယူဆရပါတော့သူတို့တကယ်တိုက်မယ်ဆိုလို့ရှိရင်လည်းဟိုရနိုင်တယ်ဒါပေမဲ့ဟိုကပ္ပစရိပါရိပဲကိုအဓိကထားတဲ့ခါကျတော့စစ်မြူထားတာလောက်ပဲလို့ထင်တယ်လေတိုက်ပွဲဖြစ်တယ်သူတို့နိုင်တယ်ဆိုတော့မှန်တယ်သို့တော့ဘလူးကောမနခွာလိုက်ပြန်ပြန်ဝင်လာလိုက်လို့မျိုးလောက်တာပေါ့နော် ဆိုတော့ဒီဟာကိုဒီခြေကိုယူရလောက်အောင်ဆိုရင်အန်ရအရင်များတယ်အေးနဲ့အေယော်ရီပီဒီအပူပေါင်းတက်တွေကစစ်ကောင်စီတက်တွေကိုရှင်းထုတ်နိုင်ခဲ့တာကြောင့်အရင်တိုက်ပွဲဖြစ်ခဲ့မှုတဲ့လဲခုံကြီးလဲခုံလေးနေရာတွေကစားလို့ပန်တော်ကြီးကြေးရွာနားအထိဟာစစ်တပ်စိုးမိုးနေမည်မဟုတ်တော့ဘူးလို့သတင်းရင်းမြစ်တွေကပြောပါတယ်။ဒီသားကအများစုကကြိုတင်သိမ်းရှောင်နိုင်ခဲ့လို့ထိခိုက်မှုသတင်းကို မကြားရသေးပေမဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပန်းတော်ကြီးကျွာမှာအင်ဂျီယာနဲ့ကြီးမီးလောင်ပျက်စီးခဲ့ရတယ်လို့သတင်းတွေထွက်နေပါတယ်။ဒါပေမဲ့ဖုန်းလိုင်းတွေပြတ်တောက်နေတာကြောင့်အသေးစိတ်ကိုမသိရသေးကြောင်းနဲ့တိုက်ပွဲတွေကြောင်းကျွာအုပ်စု၅ခုထပ်မနေကဒေသခံတွေဆစ်ဆောင်နေရပြီးအလုတ်ကန်တွေလည်းမရှိတာကြောင့်အခုညီတွေလိုအပ်နေတယ်လို့ဆစ်ဆောင်တယောက်ကပြောပါတယ်။ဆစ်ဆောင်တွေတကဒီကစာရေးကိုစာရေးနဲ့ဆစ်ဆောင်စကိုင်းတွေလိုတော့အခုဟာတော့ တော့ဆစ်ဆောင်ဆက်ရတယ်မရှိတဲ့ခါမျိုးတော့ဟိုလိုရင်ပြေကြတယ်လိုရင်ပြေကြတယ်သူဟာမြန်သွားရင်တော့ဒေါ်လာပေါ့အဲ့လိုမမြန်မဲနဲ့ကြားသွားတဲ့ခါမျိုးကြလို့ရှိရင်ဆရာပြေဦးလေဟောစာရေးကဲဝမ်ပချင်းပြေဆက်ဆောင်ပြီးအဲ့လိုပြနေနေရတော့အခုတိုက်ပွဲဖြစ်ခဲ့တဲ့ပန်တော်ကြီးကြီးဟာဟာစစ်ကောင်စီတပ်ရဲ့အမြောက်တပ်အမတ်တ3လေးနဲ့မိုင်း20နီးပါးအကွာမှာရှိပြီးလေးမျက်နှာမျိုးနဲ့ဆိုရင်ရှစ်မိုင်ကြကြောသာကွာဝေးတာဖြစ်ပါတယ်။ဒါအပြင်အခုတိုက်ပွဲမဖြစ်ခင်တည်းက ပသိမ်မုံရွာလမ်းနဲ့ခွားငတိုင်းချောင်းလမ်းတွေကိုဆက်သွယ်ထားတဲ့ရင်းနသာဂိတ်မှာစစ်စေးရေးတင်းကျပ်ထားပြီးစံနဲ့73စီလိုပစ္စည်းတွေကိုတည်ယူခွင့်ကန့်သတ်နေခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်ကျွန်တော်သတင်းတော့ဆိုသူအောင်ပါ